အထင်မှားမှု၃မျိုးအမြင်မှားမှု၃မျိုးပါဠိစာပေလို့ပြောလို့ရှိရင်နံပါတ်၁ကတဏ္ဏမဉ္ဇနာတဲ့တဏ္ဏနဲ့အထင်မှားမှုကတစ်ခုနောက်တစ်ခါမာနမဉ္ဇနာကိုယ့်ရဲ့သဘာဝတရားပေါ်မှာထင်မြင်ယူဆမှုမာနတရားနဲ့အထင်မှားမှုကတစ်ခုဒိဋ္ဌိမဉ္ဇနာ အယူအဆနဲ့ပတ်သက်ပြီးအထင်မှားမှုကတစ်ခုဆိုပြီးတော့အထင်မှားမှုသုံးခုရှိတယ်။ဘဝကြီးရလာတဲ့အခါမှာအဲ့ဒီအထင်မှားမှုတွေကိုမဖယ်ရှားနိုင်သေးသမျှကာလပတ်လုံးလမ်းမှန်ကိုတွေးဖို့ရမလွယ်ဘူးတဲ့။လမ်းမှန်တွေးဖို့ရခက်တယ်။အဲ့တော့အထင်မှားတာဆိုတာဘယ်ပေါ်မှာအထင်မှားတယ်လဲလို့လောကမှာတစ်ခါတစ်ခါကျတော့အထင်မှားပြီးတော့ပြောမိရင်ပြဿနာတက်တယ်။ အထင်မှားပြီးတော့လုံမိရင်လည်းပြဿနာတက်တယ်ပေါ့လူတွေပြောကြတယ်အာအထင်မှားပြီးတော့ဆန်းခံရတယ်အထင်မှားပြီးတော့ဘာဖြစ်ခံရတယ်နဲ့ဒါမျိုးတွေရှိတယ်လေအဲ့တော့အထင်မှားခံရပြီဆိုရင် အမြဲတမ်းနစ်နာတယ်ပေါ့သို့တော့နစ်နာတယ်ဆိုတာတဘောအတိုင်းအတာလေးတစ်ခုသာနစ်နာတာအခုပြောတဲ့တဏှာနဲ့အထင်မှားတာတို့မာနအထင်မှားတာတို့ ဒိဋ္ဌိအထင်မှားတာတော့ကြတော့တန်တရာထိအောင်မြင်တာတော့တကယ်ချမ်းသာဒုက္ခကိုပေးစွမ်းနိုင်တဲ့တရားဓမ္မတွေလက်လွတ်ဆုံးရှုံးသွားပြီးတော့အဲ့ဒီအထင်မှားမှုကြတော့အမတန်မှဟိုဆုံးရှုံးသွားတတ်တယ်အဲ့တော့အထင်မှားတယ်ဆိုတာနဲ့ပတ်သက်လာလို့ရှိရင်ဘာကိုအထင်မှားတာလဲအထင်မှားတာဘာတွေကိုအထင်မှားတာလဲလို့ကြည့်မယ်ဆိုရင် သက်ကာယနဲ့ပတ်သက်ပြီးအထင်မှားမှုဟာကိုယ်နဲ့အနည်းဆုံးကသက်ကာယအဲသက်ကာယဆိုတာဘာကိုပြောတာတုံးလို့ဆိုတော့တဆိုတာတကယ်ရှိနေတဲ့ကာယခန္ဓာ၅ပါးတဲ့ကုသဏမှာတကယ်ရှိနေတာကခန္ဓာ၅ပါးခန္ဓာ၅ပါးဆိုတာဘာလို့ဆိုရင်ခန္ဓာကိုယ်မှာရုပ်လို့ခေါ်တဲ့ body ရှိတယ်ပေါ့မျက်စိနားနာလျှာကိုယ်ဆိုတာကြီးရှိတယ်ပေါ့နော်အကောင်အထည်ရှိနေတဲ့အကောင်အထည်ကြီး အဲ့ဒါကိုရူပခန္ဓာလို့ပြောတာအဲ့ဒီအကောင်ထည်ကြီးပေါ်မှာမှီပြီးတော့ဘာဖြစ်တုံဆိုရင်အကောင်အဆိုးအတွေ့အကြုံတွေဥပမာမယ်မျက်စိကမြင်ပြီးတဲ့နောက်မှာတစ်ခါတွေ့ထားရင်ကောင်းတယ်မကောင်းဘူးဆိုတဲ့အတွေ့အကြုံနော်ခံစားမှုလို့ခေါ်တဲ့ဝေဒနာအဲ့ဒီခံစားမှုဆိုတဲ့ဝေဒနာရအောင်စိတ်ရဲ့မှတ်သားမှုဆိုတဲ့တင်ညာတင်ညာဆိုတာမှတ်ထားတာပဲလေ စားမြင်လို့ရှိရင်ငန်တယ်လို့သိနေတာဒါအတင်ညာကမှတ်ထားပေါ့ရှင်တတ်တဲ့အသည့်ကိုကြည့်ထားရင်ရှင်တယ်လို့မှတ်ထားတယ်။တမယာသည့်မြင်ရှင်တယ်ဆိုတာမှတ်ထားတယ်။မစားရသေးခင်ကနေပြီးတော့ချင်းနေတယ်အမှတ်တင်ညာကြောင့်။အမှတ်တင်ညာကြည့်တမယာသည့်မြင်တာနဲ့သွားချင်းနေတချို့နော်။ဘာဖြစ်လို့တော့ဆိုလို့ရှိရင်အမှတ်တင်ညာမှတ်ထားတာ။အော်နောက်သင်္ခါရဆိုတာကြံနာစီတာတွေးတာတောတာလောက်ကင်ဆောင်ရက်တာတွေ။ စိတ်ရဲ့အခြေအနေရရတည်ဟောသင်္ခါရဆိုတာဒါတွေရှိတယ်ကိုယ်ခန္ဓာကိုယ်တွေနောက်တစ်ခုကတော့အတိစိတ်ဆိုတာရှိတယ်တော့ပေါင်းကြည့်လိုက်လို့ရှိရင်ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမရှိတဲ့သဘာဝတရားဟာခန္ဓာအပြင်ပြောမယ်ဆိုရင်၅မျိုးပဲရှိတယ်ရုပ်ခန္ဓာကိုယ်ကြီးရဲ့ထိုရုပ်ခန္ဓာကိုယ်ကြီးမှာမြည်ပြီးတော့ဖြစ်နေတဲ့ခံစားမှုဝေဒနာရဲ့အာယုန်တွေကိုမှတ်သားပေးတဲ့တင်ညာရဲ့အာယုန်တွေနဲ့ပတ်သက်ပြီးတော့ အဲလိလသုံးသက်ဆုံးဖြတ်နေတဲ့သင်္ခါရတရားရဲ့လှုပ်ဆောင်နေတဲ့သင်္ခါရရဲ့အာယုန်တွေကိုတိတိရှိနေတဲ့ဝိညာဏရဲ့ဆိုတာအဲ့ဒီငါးခုပဲရှိတာဆိုလိုတာကတော့ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတာကနန္တရားခန္ဓာကိုယ်ကြီးကယုတ်တရားဟောယုတ်နဲ့နံနှစ်ခုပဲရှိတယ်အဲ့ဒီနံယုတ်နဲ့နံနှစ်ခုကိုတက်ကာယလို့ပြောတာ တကယ်ထင်ရှားရှိတာအဲ့ဒါပဲသို့တော့ဘုန်းကြီးတို့တွေကဒီတကယ်ရှိတဲ့ရုပ်ဝေဒနာသင်ညာသင်္ခါရဆိုတဲ့ဒီခန္ဓာ၅ပါးကိုသဘာဝတရားလို့သိသလားလို့သဘာဝတရားတိုင်းသိသလားလို့ဆိုမသိဘူးဒါဘုရားဗုဒ္ဓတွေကမြတ်စွာဘုရားဟောထားလို့ခန္ဓာ၅ပါးဆိုတာကြာဘူးနာဝရှိနေတာဟောရုပ်တရားနံတရားဆိုတာလည်းကြာဘူးနာဝရှိနေတယ် ။ဘုရားဟောတဲ့တရားကိုမနာဘူးတဲ့ပုဂ္ဂိုလ်သွားမေးခြင်းလို့ရှင်။ဒီအတွေးတွေဒီအသည့်တွေလုံးဝမရှိနိုင်။လုံးဝမရှိနိုင်။အဲ့တော့သူတို့ကဘာတွေတွေးဘာတွေသိနေတုန်း။အဲ့ဒီတက္ကာယဆိုတဲ့ခန္ဓာ၅ပါးနဲ့ပတ်သက်လာလို့ရှင်။အထင်မှားမှုတွေပေါ်လာ။ခန္ဓာ၅ပါးဆိုတဲ့ယုတ်နံဆိုတဲ့ဒီအသည့်ကို မသိဘဲနဲ့မှားရင်းနဲ့အတွေးလေးတွေတွေးလာတယ်။ကြည့်ခန္ဓာ၅ပါးနဲ့ပတ်သက်လာတဲ့အခါ တဏ္ဍာကခန္ဓာ၅ပါးကို ကိုရှိထားတဲ့ခန္ဓာ၅ပါးကိုဘလို့ထင်လာလဲလို့ဆိုလို့ရှိရင်တင့်တယ်တယ်လှပတယ်ချမ်းသာတယ်ဆိုတဲ့အထင်မှားမှုလေးတစ်ခုလားလူတိုင်းလူတိုင်းဟာကိုယ်ခန္ဓာနဲ့ပတ်သက်ပြီးကြည်လာလို့ရှိရင်လှတယ်တင့်တယ်တယ်ဆိုတာလူတိုင်းပါရှိအဲ့ဒါလို့ရှိလို့မလှလှအောင် ပြင်ပြီးတော့နေကြတယ်အဝတ်အစားတွေဆိုရင် မလှလှအောင်ဝတ်ကြရတယ်နော် တင့်တယ်မှုတွေကိုရှာကြံပြီးတော့လောက်ကင်နေကြဥပမာဘာနဲ့တူတော့လို့ဆိုလို့ရှင်အလုံးမြင်မှုကြလိမ့်မယ်ဖျောင်းနိုင်မီးလေးထွန်းထားတဲ့အခါကျတော့ဥပရံလေးတွေဟာဖျောင်းနိုင်မီးနာကိုကတ်ပြီးတော့ပြန်လာကြတာတွေ့ဘူးလိမ့်အဲ့တော့သူတို့ဟာမီးကိုပူတယ်လို့မသိဘူးအန္တရာယ်ရှိတဲ့အရာလို့မသိဘူးအော်မီးတောင်လေးမြင်တဲ့အခါကျတော့အတော်လှတဲ့ဟာလေးပဲ အဲ့ဒီမီးကလေးကိုသဘောချပြီးတော့မီးတဲကိုတိုးဝင်တာတိုးဝင်တဲ့အခါအလောင်းခံရတာပဲအဲ့တော့ဘုန်းကြီးတို့တွေလည်းတေချာစဉ်းစားကြည့်လို့ရှင်ခန္ဓာ၅ပါးကိုပြောစရာကြီးလှတယ်လို့ထင်ကြတယ်ထင်ကြသည့်အတွက်ကြောင့်ခန္ဓာ၅ပါးကိုတဏှာကတွေ့တာထားသည့်အတွက်ကြောင့်ခန္ဓာတစ်ခုပြီးနောက်ခန္ဓာတစ်ခုရခန္ဓာတစ်ခုပြီးနောက်ခန္ဓာတစ်ခုရဘဝစက်တိုင်းစက်တိုင်းမှာခန္ဓာ၄ကြီးပဲရနေတယ် ။ဘာနဲ့တူတုံးဆိုကိုပရံလေးဟာမိတော့ထဲကိုတိုးဝင်တဲ့အခါမိလောင်ပြီးတရားတယ်လို့ခွန်ကြီးတို့တွေလည်းခန္ဓာရာတိုင်းသေးသေးသွားကြတာပဲ။အသေးဆုံးသွားတဲ့ပုံကိုယ်တွေတေလက်တပုံကိုယ်တွေအားလုံးဟာစဉ်းစားကြည့်ရင်မိတော့ထဲကိုတိုးဝင်နေတဲ့ကိုပရံလေးတွေနဲ့တူတူပဲ။ခန္ဓာကိုယ်နဲ့ပဲတွေ့ပြီးခန္ဓာကိုယ်ကြီးကိုပဲသဘောကျပြီးတော့ဒီခန္ဓာကိုယ်နဲ့ပဲပျော်မြူးပြီးတော့နေကြတာ ဒါဘသူရဲ့မှားယွင်းမှုလို့ဆိုရင်တဏှာဆိုတဲ့အတွေးရဲ့မှားယွင်းမှုတဲ့ဘဝတိုင်းဘဝတိုင်းသိဆုံးနေကြဥပရံလေးတွေကမိထောက်တဲ့ဝင်တိုင်းဝင်တိုင်းသိဆုံးကြမဝင်ပဲလည်းမနေနိုင်ဘူးမိမြင်တာနဲ့သဘောကျဟိုအဝေးကနေပြန်လာပြီးမိထဲမှာတိုးဝင်တာအဲ့ဒီတိုင်းပဲဘုန်းကြီးတို့တွေလည်းခန္ဓာကိုယ်ကိုရယူဖို့ကြိုးစားနေကြတယ် လူတွေကဒုက္ခရောက်တဲ့အခါသာခန္ဓာကိုယ်မရကျင်ကြတာခန္ဓာကိုယ်ဘယ်တော့မှမရဘူးဆိုလို့ရှိရင်ကြောက်စိတ်တောင်ဝင်လာသေးတယ်။နောက်ဆုံးမှာအေးနိဗ္ဗာန်ဆိုတာယုံနံနေအကုန်လုံးချုပ်သွားပြီးဘာမှမဖြစ်တော့ဘူးဆိုရင်လူကကြောက်သွားဖြစ်တာကိုကြိုက်နေတဲ့ဘဝတဏှာဆိုတာရှိတယ်။လူတိုင်းလူတိုင်းဟာ အကောင်းကိုဖြစ်ချင်တာကြီးပဲမဖြစ်ချင်တာမရှိဘူး။ဘဝကြီးတစ်ခုရပ်ဆိုင်သွားမှလည်းကြောက်တယ်။ဘဝဆက်နေတာကိုပဲလူတွေကသဘောကျတယ် အဲ့ဒါဘသူကြောင့်ဒီလိုဖြစ်တာတော့ဆိုတဏှာကြောင့်ဖြစ်တာအဲ့ဒါဟာတဏှာရဲ့အထင်မှားမှုပါတဲ့တဏှာရဲ့အထင်မှားမှုကိုပျောက်မှခန္ဓာကိုယ်ကြီးရဲ့မတင့်တယ်မှုတွေစိရဲ့မှုတွေကိုရှုမြင်သုံးသပ်လာပြီးတော့ဩရုပ်ဟာသူ့အကြောင်းတရားကြောင့်ဖြစ်လာတဲ့ရုပ်တရားတက်တက်မြတာဖြစ်တယ်ခန်းစားမှုကလည်းဆံရအကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့ခန်းစားမှုတက်တက်မြတာဖြစ်တယ် တင်ညာဆိုတာလဲမှတ်သားမှုတက်တက်မြတာဖြစ်တယ်။သင်္ခါရဆိုတာတွေကလဲပြုလို့ဆောင်ရွက်မှုတက်တက်မြတာဖြစ်တယ်။ဝိညာဉ်ဆိုတာတိမှုတက်တက်မြတာဖြစ်တယ်။ဒါတွေဟာငါဟာမဟုတ်ပါလား။နေတံမမငါဟာမဟုတ်ဘူးလို့သူ့တဘာဝတိုင်းသူ ဖြစ်နေတာတွေလို့ဒီအတွေးမျိုးမတွေးနိုင်သေးသမျှကာလပတ်လုံးတဏှာမင်ညာလို့ခေါ်တဲ့တွေ့တာမှုအထင်မှားကြီးဟာမပြောက်ခဲနိုင်ပါဘူးတဲ့။ မပြောင်းကင်းနိုင်လို့ရှိရင်ပိုးပရံလေးတကောင်ဟာမိတော့ထဲကိုဝင်ပြီးတော့ကစားသလိုခန္ဓာကိုယ်ကြီးတွေရအောင်ကြိုးစားနေကြအောင်ပါပဲလူခန္ဓာမလို့ခြင်းတဲ့ကနတ်ခန္ဓာနော်နတ်သားဖြစ်ရင်ကောင်းပါပဲနတ်သမီးဖြစ်ရင်ကောင်းပါပဲပြမဖြစ်ရင်ကောင်းပါပဲဆိုတဲ့အတွေးတွေနဲ့လားနေအောင်ပါပဲတင့်တယ်လှပတဲ့ဘဝတွေကိုရအောင်ဆူတောင်းပြီးတော့နေကြအောင်ပါပဲအဲ့ဒါဟာဘုသူ့ရဲ့အထင်မှားမှုလဲဆိုရင်တဏှာရဲ့အထင်မှားမှုပါတဲ့ အဲ့ဒီအတင်တဏရဲ့အထင်မှားမှုပျောက်အောင်ဘုန်းကြီးတို့တွေစဉ်းစားရမှာတော့နေတံမမရုပ်ဟာရုပ်ပဲနာနာမယ်သူ့เจ้าကြောင့်သူဖြစ်တာငါလို့ပြောเสียရတခုမှမရှိဘူးသာဝရရွေးရှားနေတဲ့အရာကြီးသာဖြစ်တယ်လို့ဆိုတဲ့သမ္မပညာယဓာတ်ထပံမှန်ကန်တဲ့အသိဉာဏ်နဲ့ရှုရမယ်တဲ့အဲ့ဒီလိုမရှုနိုင်သေးသမျှကလပ်ပတ်လို့တဏမင်ညာလို့ခေါ်တဲ့တွေ့တာမှုအထင်မှားမှုကြီးရရှိနေဥမှာပဲ ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ဟောနောက်တစ်ခုအထင်မှားမှုကဘာလဲဆိုရင်မာနမဉ္ဇနာတဲ့မာနမဉ္ဇနာကဘဝတစ်ခုရလာပြီဆိုလို့ရှိရင်ဘုန်းကြီးတို့တွေလူတိုင်းလူတိုင်းစဉ်းစားကြည့်လိုက်မယ်ဆိုရင်တက်တန်းကဘလောက်ပဲရှိရှိဘယ်သူမှမစဉ်းစားနိုင်ကြဘူးဟိုတေးမဲ့ရက်ကိုဘယ်သူမှမစဉ်းစားနိုင်ဘူးသိလည်းမသိဘူးဘဝရလာတာနဲ့လူတိုင်းလူတိုင်းဟာနေသထာဝရ မသေးတော့မဲ့ပုံမျိုးပဲရှိနေကြတယ်မအိုမဲ့ပုံမသေးမဲ့ပုံလောက်ကန်ဆောင်ရနေတာတွေကိုကြည့်ရင်တေချင်းတရားကိုတွေးပြီးကြောက်တာမရှိဘူးခွေးတို့တခါတခါမြင်မိတယ်ချက်ကလေးတွေဖမ်းပြီးတော့เนาะချင်းနှောင်းထဲကိုထည့်ပြီးတော့ခြင်သွားတာအော်အဲ့ချင်းနှောင်းထဲကနေပြီးတော့တွန်းနေကြတာเนาะတွန်းနေတကောင်းတကောင်းစိတ်ကြတယ်ကြည့်လိုက်တဲ့အခါမှာသူတို့စိတ်ညစ်နေတဲ့သဏ္ဍာန်မရှိဘူးပြောနေကြတဲ့သဏ္ဍာန်ပဲရှိတယ်ဘာလို့လဲဆိုတော့ ။ဟိုတို့တရားတော့မှာပဲဆိုတဲ့အတွေ့မရှိဘူးသူတို့ဒီချင်းောင်းနဲ့ရောက်လာတာကိုဘာကြောင့်ရောက်တယ်ငါတို့မကြခင်ဘာဖြစ်မယ်ဆိုတဲ့အသိစိတ်ကမရှိဘူး။ရလာတဲ့အချိန်ပိုင်းလေးမှာပျော်ဖို့ပဲစိတ်ထဲမှာရှိနေကြတယ်။အဲ့ဒါလိုပဲပုရုษရှင်တတ္တဝါတွေမှာဟောဘဝတစ်ခုရလာလို့ရှိရင်ဒီဘဝကြီးကနေဆာထာဝရလို့အောင်းမိလာ။စီစဉ်ချမ်းသာတွေရလာလို့ရှိရင်လဲထာဝရစီစဉ်ကြီးလို့သိမှတ်လာကြတယ်လူတွေက။ ဇာတုထဏန္တရရလာလို့ရှိရင်လေသာဝရကြီးလိုပဲဒီလိုထင်ကြရတယ်ပေါ့အဲ့ဒီလိုအထင်ကြီးရောက်လာတဲ့အခါကျတော့ဘာဖြစ်တုံးဆိုရင်မာနဆိုတဲ့အထင်ကြီးတွေဝင်လာတယ်ပေါ့ချီးမားမှုတွေဝင်လာမာနဆိုတဲ့အထင်မှားမှုတွေကြောင့်ဟောဒီတက္ကရာကြီးကိုစီးစိမ်ချမ်းသာခံစားစရာကြီးတစ်ခုဖြစ်ယူဆလာကြလူတွေနော်ကိုယ်ခန္ဓာကိုယ်ကြီးနဲ့ဟိုမောက်မာလာကြတယ်လှတဲ့လူကလည်းအလှမှန်တက်လာတယ်နော် ငယ်ရွယ်တဲ့လူကလည်းပဲရွမဒမဒဆိုတဲ့ငယ်ရွယ်မှုမန်တွေတက်လာတယ်။ပညာတတ်တဲ့လူကလည်းပညာမန်တွေတက်လာတယ်။ယာဓုအာနာရှိတဲ့ပုဂ္ဂိုလ်ကလည်းယာဓုအာနာမန်တွေတက်လာတယ်။ဟောမမနာတွေတက်နေတာ။အထင်မှားနေလို့တက်နေကြတာ။ပြောတာတခဏလေးပါလားဆိုတာမစင်စားမိဘူး။မစင်စားမိသည့်တဲ့ကြောင့်နေသထာဝရလို့ချင်းပြီးတော့မမနာတွေတက်နေကြတာတဲ့။ အဲ့ဒီမမနာတက်တာဟာဥပမာဘာနဲ့တူတုံးဆိုလို့ရှင်မစင်အညစ်ကြေးကိုစားနေတဲ့မစင်စားတဲ့တရဝါတကောင်ဟာမစင်ပုံကြီးပေါ်ရောက်တဲ့အခါကျလို့ရှင်ဓာကြီးဟာနေဆတ်ထာဝရသူ့အတွက်တော့တသက်တာစိတ်ချရတဲ့အရာကြီးတစ်ခုလို့အထင်မှားပြီးတော့မမနာတွေပွားတယ်လို့ပဲတဲ့အဲ့ဒါနဲ့အလားတရန်တူတယ်လို့ဒီလိုဆိုတယ် အဲ့တော့ဘုန်းကြီးတို့တွေလည်းခန္ဓာ၅ပါးရထားတဲ့အခါဟောဒီခန္ဓာ၅ပါးကိုအကြောင်းပြုပြီးတော့မာနတက်ကြတာပဲခန္ဓာကပြောတဲ့မာမာနတွေနော်ငယ်ရွယ်တဲ့လူကငယ်ရွယ်တဲ့မာနတွေတက်တယ်ရွပနမရလို့ခေါ်တယ်။ဟောကျမ်းမာတဲ့လူကလည်းအာရောက်ချမရငါကျမ်းမာတယ်ငါဘာမှမဖြစ်ဘူးဆိုတဲ့မာမာနတွေတက်တယ်။ဒါတွေကတခါတလေအလွန်သိမ်မွေ့တယ်မာမာနတက်တာကိုတက်မှန်းတော့မသိဘူးသူကတက်မှန်းတော့မသိတော့အောင်ဒီတရားတွေကသိမ်မွေ့တယ် အေးအသက်ရှင်နေတဲ့ပုဂ္ဂိုလ်ကလည်းဇီဝိတမရသူသာသေးတယ်ငါမသေးဘူးဆိုတဲ့အတွေးမျိုးတွေဝင်ကြတယ်။ကြည့်လေလူတယောက်မတော်တဆဆုံးသွားလို့ရှိရင်ပြောကြတယ်ငါဒီလူက အစားမရှောင်ဘူးဒီလူကဘာမလုပ်ဘူးနဲ့ဒီလိုအပြစ်ကလေးတွေတော့နည်းနည်းကြံရကြတာတွေရှိပဲနော်။အပြစ်ကလေးပြောခံရတာမျိုးကြံကြံရတာတွေရှိပဲ။သို့တော်လေကိုကြတော့ဒီလိုဖြစ်မယ်လို့ လူတိုင်းဟာစဉ်းစားခဲ့တယ်ပေါ့အသက်ရှင်နေတဲ့ဇီဝိတမတာဆိုတာဒီတက်လာတယ်စီးပွားဥစ္စာချမ်းသာတဲ့ပုဂ္ဂိုလ်ကလည်းဒီစီးပွားဥစ္စာကိုအကြောင်းပြုပြီးတော့မန္တာတွေတက်တယ်ဩရုပ်ရည်ပက္ခယလှပချုံးမော့တဲ့ပုဂ္ဂိုလ်ကလည်းရုပ်ရည်ပက္ခယအစင်ပေါ်မှာမာမန္တာတွေတက်တယ်နော်ဇာတုအာနာရှိတဲ့ပုဂ္ဂိုလ်ကလည်းဇာတုအာနာနဲ့မာမန္တာတွေတက်တယ်ဩဒါတွေဟာအထင်မှားမှုတွေ မာနနဲ့ပတ်သက်တဲ့မာနမင်ညာလို့ခေါ်တဲ့အထင်မှားမှုတွေကြီးပဲအဲ့ဒီအထင်မှားမှုတွေကိုဘာနဲ့ဖြောက်ရမလဲဆိုရင်မှန်ကန်တဲ့အသိဉာဏ်နဲ့မှန်ကန်တဲ့အတွေးနဲ့ဖြောက်ရမယ်မှန်ကန်တဲ့အတွေးဆိုတာနေသောဟမတ်သမီးတကယ်ကတော့ဒါတွေဟာငါပိုင်နာငါငါမဟုတ်ဘူးငါဟာမဟုတ်ဘူးဆိုတဲ့အတွေးလေးရှိလို့လို့တယ်တဲ့ ဒါဟာငါမဟုတ်ဘူးဆိုင်ရဆိုင်ရအကြောင်းတရားတွေညင်ညွတ်နေတဲ့အခိုက်ကလေးဖြစ်တာနုပြူတာလည်းငါမဟုတ်ဘူးသူ့အချိန်ကမရင်ကျက်သေးတဲ့အချိန်မို့နုပြူတယ်လို့ထင်တာရင်ကျက်နေတယ်တဖြည်းဖြည်းနော်အစဉ်ပြေးနေတဲ့အချိန်အကြောင်းအကျိုးညင်ညွတ်လို့ဖြစ်နေတာတကယ်ရတော့ငါမဟုတ်ဘူးတခဏတာမျှအတွင်းမှာ ပြောင်းလဲသွားမယ်ဆိုတဲ့အတွေးတွေတွေးဖို့လိုအပ်တယ်တဲ့နေသောဟမတမိငါမဟုတ်ဘူးဆိုတဲ့ အတွေးမျိုးမှန်ကန်တဲ့အမြင်မျိုး ရှိမှသာလဲအခုမာနမင်းညနာဆိုတဲ့ဒီအတွေးအထင်ကြီးဖြစ်မှားမှုကြီးဟာပျောက်ကင်းနိုင်ပါတယ်တဲ့ဟောနောက်တစ်ခုကျတော့ဒိဋ္ဌိမင်းညနာဒိဋ္ဌိမင်းညနာကျတော့သူကမြင်ပုံကတစ်မျိုးဘာနဲ့ဥပမာတူတော့ဆိုလို့ရှင်ဘုန်းကြီးတို့တွေဟာကိုယ်ခန္ဓာကိုယ်ပေါ်မှာဘာနဲ့ဥပမာတူတော့ဆိုရင်မှန်ရိပ်ထဲမှာပေါ်လာတဲ့အရိတ် မှန်ထဲမှာပေါ်လာတဲ့အရေးတူမှန်ထဲမှာပေါ်လာတဲ့အရေးကိုငါလို့သတ်မှတ်ထားသလိုဖြစ်နေတယ်တကယ်တော့မှန်ထဲမှာပေါ်လာတဲ့အရေးဟာလန့်ကင်ကြည့်လို့လည်းမရဘူးတကယ်လဲရှိတာမဟုတ်ဘူးတကယ်မရှိပြပဲလို့ရှိတယ်လို့ထင်နေတယ်ပေါ့မှန်ထဲကအရေးဟာတကယ်ကမှန်ထဲကအရေးကတကယ်ရှိတာမဟုတ်ဘူးပေါ့အဲ့ဒါလို့တကယ်မရှိတဲ့အရာကိုပဲခေါင်းကြီးတို့တွေကအရှိလို့ထင်တယ် တက္ကံရဆိုတဲ့ခန္ဓာ၅ပါးကတကယ်ရှိတယ်။အဲ့ဒီခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတွေးတင်တဲ့သာဝရမြဲတယ်ဆိုတဲ့အတ္တတို့အတ္တရဲ့ပိုင်ဆိုင်မှုလို့ဆိုတဲ့အတ္တနိယအဲ့ဒီအတွေးတွေဝင်လာလို့ရှိရင်မှန်ရိပ်သေးကရုပ်ပုံဘွားကိုငါလို့ထင်တယ်လို့ဘုန်းကြီးတို့တွေကထင်နေတာဟာဒါမှားယွင်းတဲ့အရှင်တစ်ခုပါတဲ့ဒါကဒိဋ္ဌိပညာလို့ခေါ်တယ်တဲ့ဒိဋ္ဌိမညနာအတွေးနဲ့ အမြင်နဲ့သွားပြီးတော့မှားရွက်တာမှန်ရိတ်ထဲကပုံကိုငါလို့ပဲသွားပြီးတော့ထင်းနေတဲ့ပုံကိုတယောက်ဟာဖယ်လိုက်တာနဲ့တပြိုင်နဲ့မှန်ရိတ်ထဲကရုပ်ပုံတော်ဟာပျောက်သွားတယ်အဲ့ဒါလို့ပဲဒီကိုတင်ပြီးတော့အာကိုစရာအရာတစ်ခုဟာဘာမှအာကိုစရာမရှိဘဲနဲ့မကြခင်မဲ့သူ့ဘာသူပြောင်းလဲပြီးတော့ပျက်စီးနေတဲ့အရာသာ ဖြစ်တယ်ဆိုတာကိုဘုန်းကြီးတို့တွေမမြင်နိုင်ကြဘူးတဲ့ ဘာဖြစ်လို့တော့ဆိုရင်ခုနပြောတဲ့ဒိဋ္ဌိမဉ္ဇနာမှားယွင်းတဲ့အထင်မှားမှုတစ်ခုကြောင့်ဖြစ်နေတာတဲ့။ကောင်းပြီအဲ့ဒီအထင်မှားမှုတွေတဏှာကြောင့်အထင်မှားမှုတွေတွေ့တာမှုကိုဆွဲလန်းပြီးတော့အထင်မှားမှုတွေမာနကြောင့်ဖြစ်ပေါ်လာတဲ့အထင်မှားမှုတွေမှားယွင်းတဲ့အမြင်ကြောင့်ဖြစ်ပေါ်လာတဲ့အထင်မှားမှုတွေတက္ကရာပေါ်မှာအဲ့လိုအထင်မှားမှုတွေဟာလွယ်လွယ်ကူကူနဲ့ ဒီတက်ကာယဆိုတဲ့ခန္ဓာ၅ပါးကြီးကလွတ်အောင်ကျွတ်အောင်ကြိုးစားလို့ဖြစ်သလားလို့ဆိုတော့အမဓမ္မခရင်နေတယ်ခင်ဗျာ။မြတ်စွာဘုရားကဥပမာပေးထားတာခွေးတစ်ကောင်ကိုခြေတိုင်းငုတ်တစ်ခုမှာကျိုးနဲ့ခြေထားလို့ရှင်အဲ့ဒီခွေးဟာယုံနေတယ်။ဘယ်လိုပဲယုံယုံသူကခြေတိုင်းငုံနာပဲလက်ပတ်နေရခြေတိုင်းငုတ်ကဝေးပြီးတော့မသွားနိုင်ဘူး။ဘုန်းကြီးတို့တွေလည်း ဘယ်ဘဝပဲရောက်ရောက်ခြိတိုင်ကုန်းနဲ့အလားတရံတူတဲ့ဟောဒီတက်ကာရကဝေးခွာပြီးတော့မသွားနိုင်ဘူးဘယ်ဘဝရောက်သွားသွားခန္ဓာပဲပြန်ရဥပမာမဲ့လူဘဝနေကုသိုလ်ကောင်းမှုတွေလုပ်တယ်နတ်ဘဝရောက်သွားတယ်ခန္ဓာပဲပြန်ရတယ်ဟောတရားကျင့်လို့ဗျမာဖြစ်သွားတယ်ခန္ဓာပဲပြန်ရပြန်တယ်ဟောအကုသိုလ်တွေလုပ်လို့ငရဲကြသွားတယ်တရိษံဖြစ်တယ်ပြိတ္တာဖြစ်တယ်ခန္ဓာပဲပြန်ရတယ်ခွေးတကောင်ဟာကျိုးနဲ့ချီထားတော့ငုံနှမ်းမှာပဲသူက တဝဲလဲလဲဖြစ်နေတယ်လို့ဘုန်းကြီးတို့တွေကလည်းခန္ဓာ၅ပါးနဲ့ပဲတဝဲလဲလဲဖြစ်နေကြတယ်လို့ဒီလိုကတ္တုလာဆိုတဲ့တုတ်မှမြတ်စွာဘုရားကလည်းပြောတယ်မဝေးကိုမရောက်နိုင်ကြအဲ့ဒါကိုအထက်ကရာဆရာကြီးကရှင်းလင်းပြီးတော့ဥပမာပေးထားတာလေးတစ်ခုရှိတယ်ခန္ဓာ၅ပါးမကောင်းဘူးလို့ထင်လာလို့ခန္ဓာ၅ပါးကလွတ်ချင်လို့ရုန်းကန်ကြတယ်ရုန်းကန်တယ်ဆိုပါစို့မြတ်စွာဘုရားပွင့်မှာ နှံ၅ပါးကလွတ်ကြောင်းလမ်းစဉ်အစစ်အမှန်ကိုတွေ့တယ်။ခန္ဓာ၅ပါးကလွတ်ချင်ခန္ဓာကတက်ကာယကလွတ်ချင်လို့ရှိရင်မလုပ်ရမယ်ဆိုတာမြတ်စွာဘုရားကတော့လမ်းမှန်နဲ့ညွှန်ပြတယ်။အေးတခြားအယူဝါဒရှိတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲခန္ဓာ၅ပါးရဲ့အပြစ်ကိုမြင်သည့်အတွက်ကြောင့်လွတ်မြောက်အောင်ကြိုးစားကြတယ်။လွတ်မြောက်အောင်ကြိုးစားရင်ကြိုးစားရင်သူတို့ဟာလွတ်မြောက်မှုကိုမရနိုင်မဲနဲ့ခန္ဓာ၅ပါးနဲ့ပဲပြန်တွေ့နေကြတယ်ပေါ့။ အဲ့ဒါကိုဥပမာပေးထားတဲ့စကားလေးတစ်ခုရှိတယ်။ပုံမြင်လေးခါဆန်ဆန်ပြောထားတာ။ညီကြီးနဲ့ယုံကလေးနဲ့စကားများကြတယ်တဲ့။ဘယ်လိုစကားများတုံးဆိုရင်ယုံကလေးကညီကြီးပေါ်မစင်ဆွတ်တဲ့အခါညီကြီးကပြောတယ်။မင်းငါ့ပေါ်မှာအညစ်အကြေးတွေဆွတ်တာမကောင်းဘူးလို့ပြောတဲ့အခါကျယုံလေးကစိတ်ဆိုးတယ်။စင်ကြီးတွေကျုပ်တဲ့ကြီးတဲ့အကောင်ကြီးတွေ ်ဆင်လိုတတ္တဝါကြီးတွေရှင်ကြီးစွန့်ကျင်ငယ်စွန့်တော့ခမရမပြောဘူးကျုပ်ပေါ်ကြတော့ခမရအနိုင်ကျင့်တယ်ပေါ့ကျုပ်စွန့်တဲ့မစင်လေးကသေးသေးလေးရဲ့အဲ့ဒါတောင်ကျုပ်ကိုအနိုင်ကျင့်ပြီးတော့ပြောရမလားကဲခမရမြေကြီးပေါ်ကျုပ်မနေဘူးလို့မြေကြီးနဲ့မတည့်လို့ယုံလေးဟာခုံတာခုံပြီးတော့လည်းမြေကြီးပေါ်ပဲပြန်ကြတယ်ခုံတော့လည်းမြေကြီးပေါ်ပဲပြန်ကြတယ်ဒါကဒီဥပမာလေးက ယုံနေသွားတဲ့အခါမှာခုံးထုံပြေးတာကိုကြည့်ပြီးတော့ပြောတဲ့ဥပမာပေါ့နော်။ယုံဟာဘယ်လိုပဲခုံးနေနေမြေကြီးပေါ်ပဲပြန်ရောက်တယ်ပေါ့။အဲ့ဒါလိုပဲဘုန်းကြီးတို့တွေဟာခန္ဓာ၅ပါးကိုမုံတိရွှန်ရှာလို့ခန္ဓာ၅ပါးကလွတ်အောင်ဘယ်လိုပဲကြိုးစားကြိုးစား။အေးကြိုးစားလိုက်တိုင်းခန္ဓာ၅ပါးနဲ့ကြီးပဲပြန်တိုးနေတယ်လို့ဆိုလိုတာနော်။ယုံကလေးဟာဘယ်လိုပဲခုံပြီးတော့မြေကြီးပေါ်မှာမနေဘူးဆိုပြီးတော့ခုံခုံမိမယ်လို့ ညကြီးပေါ်ပဲပြန်ကြသလိုပဲတဲ့တက်ကရပေါ်မှာဘလောက်ပဲအပြစ်မြင်မြင်ဟောဒီတဏှာဆိုတဲ့အတ္တမမှုဒိဋ္ဌိဆိုတဲ့အတ္တမမှုမာနဆိုတဲ့အတ္တမမှုဒီတရားသုံးပါးကိုမပယ်ရှားနိုင်သေးသမျှကာလပတ်လုံးမှန်ကန်တဲ့အမြင်မရသေးသမျှကာလပတ်လုံးဘုန်းကြီးတို့တွေဟာရှင်ကလေးကမြေကြီးပေါ်ကခုံးနေသလိုပဲခုံတဲ့အခါမြေကြီးပေါ်ပြန်ကျသလိုပဲခဏ၅ပါးပဲပြန်ရကြမှဖြစ်တယ်တဲ့ဒါ ခန္ဓာ၅ပါးကနေလွတ်သွားအောင်မလုပ်နိုင်ကြဘူး။ဒါဖြင့်လွတ်သွားတဲ့နေရောရှိလားလဲဆိုမြတ်စွာဘုရားကဟောထားတယ်လွတ်သွားတဲ့နေကမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ပါ။မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်တဲ့အခါကျတော့အခုပြောတဲ့တက္ကရာကိုဘယ်လိုမြင်လာတော့အရင်တုန်းကမြင်လာတာတက္ကရာကိုအေတံမမငါငါဟာလို့ဒီလိုမြင်냐။ဧတောဟမတမိဒါငါပဲလို့မြင်တယ်။ အေသောမေအတ္တဒါငါရဲ့အတ္တပဲလို့ဒီလိုတဏှာမာနအမြင့်နေနဲ့ပြောင်းမြန်ပြန်ပြီးတော့မြင်အောင်ကြိုးစားယထာဘူတဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့မှဟောဒီတက္ကရာဟာနေတံမမငါဟာမဟုတ်ဘူးနမေသောအတ္တငါလို့ပြောเสียရလဲတခုမှမရှိဘူးအဲနိုင်နေသောဟမတိငါလို့ပြောเสียရလဲတခုမှမရှိဘူးနမေသောအတ္တငါရဲ့ခိုင်မာတဲ့အတ္တလည်းမဟုတ်ဘူးလို့ဒီလို ။သမာဓိဋ္ဌိဥဆောင်တဲ့ယထာဘုဒ္ဓဉာဏ်နဲ့ရှုမြင်နိုင်ရမယ်။မဂ်ကင်၈ပါးကိုပြောတာ။သမာဝါစာသမာကမ္မန္တသမာအာစီဝဆိုတဲ့တိလကိုအခြေခံပြီးတော့ဘုန်းကြီးတို့တွေကမှန်ကန်တဲ့အမြင်ရှိအောင်မှန်ကန်တဲ့အတွေ့အကြုံတွေးရမယ်။မှန်ကန်တဲ့အမြင်ဆိုတာသမာဓိဋ္ဌိမှန်ကန်တဲ့အတွေ့ဆိုတာသမာသင်္ကပ္ပ။အဲ့ဒီမှန်ကန်တဲ့အတွေ့အကြုံတွေးပြီးတော့မှန်ကန်တဲ့ဂျိုးပန်းအထုံမှုဆိုတာသမာဝါယာမ မှန်ကန်တဲ့ကြိုးပမ်းအားထုတ်မှုလုပ်တဲ့အခါမှာမှန်ကန်တဲ့တတိထားမှုဟာအရေးကြီးတယ်ဒါကြောင့်မို့တာမာတတိတတိထားပြီးနေတဲ့အခါမှာမှန်မှန်ကန်ကန်မြင်မှုရအတွက်စိတ်ဓာတ်လေးတည်ငြိမ်နေအောင်လုပ်ဖို့အရေးကြီးတယ်တာမာသမာဓိဆိုတဲ့ပေါင်းလိုက်တဲ့အခါကျတော့မဂ္ဂင်၅ပါးကတာမာဒိဋ္ဌိတာမာသင်္ကပ္ပတာမာဝါယမတာမာတတိတာမာသမာဓိအဲ့ဒီမဂ္ဂင်၅ပါးကိုကာရာပကမဂ္ဂင်သို့မဟုတ်ကာရကမဂ္ဂင် ။တကယ်အလုတ်လုတ်ပြီးစွန့်ဆောင်နေတာယထာဘူတညံဆိုတာအဲ့ဒါကိုပြောတာ။ဒီမဂ္ဂင်၅ပါးပေါင်းဆက်ပြီးတော့ရှုမြင်သုံးသပ်တဲ့အခါမှာနေတံမမငါဟာမဟုတ်ဘူးနေသောဟမတမိငါမဟုတ်ဘူးနမိသောအတ္တငါရဲ့အတ္တမဟုတ်ဘူးလို့မှန်မှန်ကန်ကန်မြင်လာတဲ့အခါကျတော့အပြမားမှုဆိုတာဒီပျောက်သွားတယ်။အဲ့ဒီအထင်မှားမှုပျောက်သွားရင်ဘာဖြစ်လဲဆိုတော့မြတ်စွာဘုရားပြောတာ။ ရူပတမိန်ပိနိဗ္ဗိန်တိရုပ်ပေါ်မှာတွေ့တာမှုတွေမရှိတော့ဘူးဝေဒနာယပိနိဗ္ဗိန်တိခံစားမှုတွေပေါ်မှာလည်းမတွေ့တာတော့ဘူးတင်ညာယပိနိဗ္ဗိန်တိတင်ညာပေါ်မှာလည်းတွေ့တာမှုမရှိဘူးသင်္ခါရိတုပိနိဗ္ဗိန်တိကျန်တဲ့စိတ်နဲ့ပတ်သက်တဲ့လှုပ်ဆော်မှုတွေပေါ်မှာလည်းပဲခံစားမှုဒီလှုပ်ဆော်မှုတွေးကြံမှုဆိုတာတွေပေါ်မှာလည်းပဲတွေ့တာမှုမရှိတော့ဘူးဝိညာဏတမိန်ပိနိဗ္ဗိန်တိ အသိစိတ်ပေါ်မှာလည်းပဲတွေ့တာမှုမရှိတော့ဘူးမှန်မှန်ကန်ကန်မြင်သွားတာအဲ့ဒီတွေ့တာမှုမရှိဘူးဆိုရင်ဘာဖြစ်လာလဲဆိုရင်ဒီတွေ့တာမှုမရှိဘူးလို့ပြောတာဟာဒါဝိပဿနာဉာဏ်ဖြစ်တာကိုပြောတာနော်ဒီအနတ္တလက္ခဏာတောက်မှာမြတ်စွာဘုရားကတူတူလေးဟောထားတာတက္ကရာပေါ်မှာတွေ့တာမှုတွေပျောက်သွားတယ်တွေ့တာမှုပြတ်သွားတော့ဘာဖြစ်လဲနိဗ္ဗိန္ဒံဝိရစတိတက္ကရာပေါ်မှာညှိငွေလာတာနဲ့တပြိုင်နက်ဝိရစတိ ဒီတွေ့တာမှုတွေချုပ်ငိမ့်သွားတယ်တွေ့တာမှုတွေချုပ်ငိမ့်သွားရင်ဘာဖြစ်လဲဝိရာခဝိမုစ္ဆတိအာလောဟာစိတ်တဟာတဏမာနဒိဋ္ဌိဆိုတဲ့မကောင်းတဲ့အတွေးအမှားတွေကနေလောကလွတ်မြောက်သွားတယ်တဲ့အဲ့ဒါလို့လွတ်မြောက်သွားမှသာလေဘုန်းကြီးတို့ဟာဓမ္မမှုကနေပျောက်ကင်းပြီးတော့သာဝရအငြိမ့်တတ်ဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုတွေ့ရှိပြီးတော့ခံစားနိုင်ကြမှာဖြစ်တယ်အငြိမ့်တတ်ကိုတွေ့ရှိသွားပြီဆိုရင် ပူပန်မှုအားလုံးနေခြုံငိုင်းပြီးတော့တောကတွေပရိဒေဝတွေဒုက္ခတွေဒေါမနတတွေအားလုံးခြုံငိုင်းပြီးတော့အမတန်အေးချမ်းတဲ့သာဝရငိမ့်တဲ့ဥပတန္တဥပတမဆိုတဲ့အငိမ့်တက်ကိုရရှိနိုင်မှာဖြစ်တယ်ဆိုတာကိုအာလုံယုံကြည်ပြီးတော့ဘုရားမြတ်စွာ ဟောကြားတော်မူခဲ့တဲ့တရားအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း